ဦးလုံးကျယ်ဆိုတာဘလို့လူမျိုးလဲပကြီလောကရဲမရောက်ခင်သူပါရီလုတ်ကင်ခဲ့ပါတည်းလေဒေါက်တာဘွဲကရောဘလို့ကနေရလာတာပါလဲသူ့ဘဝဖြတ်တန်းမှုတွေကရောဘလို့ရှိပါတည်းလေဒီအကြောင်းတွေနဲ့ပတ်သက်ပြီးကျမတို့ရဲ့ထန်တွေကနေအခုပဲစီစဉ်တင်ဆက်ပေးမှာဖြစ်လို့ဆက်လက်ကြည့်ရှုပေးကြဖို့လဲတိုက်တွန်းလိုက်ပါတယ်။အားလုံးမင်္ဂလာပါ။ယနေ့ဟာကဘာသူကဘာသားနဲ့တကွမြမပြည်ပြည်ဒီသာအပေါင်းတို့ကိုယ်ထိုင်တဲ့ဗန်ကျမ်းမာစီအကြောင်းကို ကျွန်တော်ဒီဆရာကြီးဒေါက်တာဦးလုံးကျော်ကြီးနှစ်60ပြည့်ဘုန်းကြီးမင်္ဂလာမှာနှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ပကြီဦးလုံးကျော်ဆိုတာစီစေးရေးစေးပကြီတွေနဲ့ပတ်သက်လာရင်ဘလို့ပကြီအမျိုးအစားမှာမဆိုသူမတူအောင်ထူးချွန်တဲ့ပကြီဆွမ်းရည်တွေကိုပိုင်ဆိုင်ထားသူပါပကြီမော်အောင်သူတယောက်လို့ဆိုရင်လည်းမမားပါဘူးဒါကြောင့်လေသူဟာမြမသားမကကဘာအထိပါအတိမတ်ပြုခြင်းခံရတဲ့မြမပကြီကျော်တူဦးဖြစ်နေခဲ့တာပါ။ အဲ့ဒီပကြီပညာနဲ့ပတ်သက်ပြီးတော့ပဲဂုံတူးဆောင်ပွဲဖြစ်တဲ့ဒေါက်တာပွဲကိုထိုက်တန်စွာပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ဆရာကြီးကို BOC ဆေးရေးကြီးဦးဘခိုင်နဲ့ကျောင်းဆရာမဒေါ်အောင်တွေတို့မိဘနှစ်ပါးက1930ပြည့်နှစ်စက်တင်ဘာ24ရက်နေ့ရန်ကုန်မြို့မှာမွေးဖွားခဲ့ပါတယ်။ဖခင်ဖြစ်သူဟာဆရာကြီးအသက်9လသားရွယ်မှာပဲဆုံးပါသွားခဲ့ပါတယ်။ဆရာကြီးထံမှာမွေးချင်းအမတအူးလည်းရှိပြီးသူဟာလည်းခန့်ငယ်ငယ်ရွယ်မှာပဲကွယ်လွန်ခဲ့ပါတယ်။ ဆရာဦးလုံးကျေဟာကျောင်းပညာရေးကိုတက်တမာတန်းအထိပဲသင်ယူခဲ့ပြီးနောက်မှာတော့ဝါဒနာပါရပကြီးပညာဘက်ကိုပဲစောင့်ချလေ့လာသင်ယူခဲ့ပါတယ်။ကနဦးမှာတော့စိုင်းဘုတ်ရေးဆွဲတာ၊ကြော်ညာနဲ့ပိုစတာတွေရေးဆွဲတာကနေပကြီးကိုစတင်ခဲ့သူဖြစ်ပါတယ်။လက်ဦးဆရာကတော့ဆရာဦးလောက်အောင်ဆိုသူဖြစ်ပြီးမြမပကြီးလောကမှာလူတိများတဲ့ပကြီးဦးတာလွင်ဦးတက်ဝင်းဦးချစ်မောင်ဦးဆန်ဝင်းဦးသိန်းဟန်နဲ့ဦးငွေကိုင်းတို့ထံမှလည်းပကြီးပညာကိုသင်ယူခဲ့ပါတယ်။ 1954ခုနှစ်မှာရန်ကုန်မြို့ကံမဲမှာရှိတဲ့ဆရာအတက်တင်တိတ်ပံကျောင်းကနေပကြီးဆရာဖြစ်တိတ်ပံပွဲရရှိခဲ့ပါတယ်။ဝဲရပြီးတဲ့အခါမူတော်မျိုးရှိအလေရန်ကျောင်းမှာကလေးပကြီးပညာရက်ကိုတင် जा ပေးတဲ့နီးပြဆရာအဖြစ်နှစ်နှစ်လောက်ကိုင်ခဲ့ပါတယ်။အဲဒီနောက်1958ခုနှစ်မှာတော့ရန်ကုန်မှာရှိတဲ့ပကြီးပပုကျောင်းကလစ်လက်နေတဲ့ပကြီးနီးပြတနေရအစားထိုးဖို့ခေါ်တဲ့အခါဝင်ရောက်ဖြေဆိုတာမှအောင်မြင်ခဲ့ပါတယ်။ဆယ်ယောက်ဝင်ရောက်ဖြေဆိုတဲ့အထဲကနေရွေးချယ်ခံရတာဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကနေဆရာဦးသိန်းဟန်နဲ့တွေ့ဆုံပြီးနောက်စီစေးပကြီးနဲ့အနောက်တိုင်းပကြီးပညာရက်တွေကိုတေချာလေးလာခွင့်ရခဲ့ပါတယ်။ဆရာကြီးဟာအရှေ့တိုင်းတရုတ်ပကြီးပညာကိုလည်း1964ခုနှစ်မှာတရုတ်နိုင်ငံအထိတနှစ်တာကာလတွားရောက်လေးလာသင်ယူခွင့်ရခဲ့ပါတယ်။အဲ့ဒီနောက်ဂျာမနီနိုင်ငံကို1980ခုနှစ်မှာတွားရောက်ပြီးပကြီးပညာဆက်လက်လေးလာသင်ယူခဲ့ပါတယ်။အဲဒီကနေ6နှစ်အကြာ1989ခုနှစ်မှာတော့ရန်ကုန်ပကြီးပပုเจ้าမှာယာယီเจ้าအုပ်အဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ် နှစ်နှစ်အကြာ1989ခုနှစ်မှာတော့အနားယူလိုက်ပါတယ်။အကြောင်းရင်းကတော့တင် जा ပြတ်တရရတဲ့နီးပြတယောက်ထက်ဖန်တီးဖော်ဆောင်ရတဲ့အမှုပညာရှင်တယောက်အဖြစ်ပုံမိုရက်တီလိုတာအကြောင်းဖြစ်ပါတယ်။ကိုပိုင်မကြီးပြကန်းဖြစ်တဲ့ Artlight at Gallery ကို1996ခုနှစ်နိုဝင်ဘာလထဲမှာစပြီးဖွင့်လှစ်နိုင်ခဲ့ပြီးအဲ့ဒီပြကန်းထဲမှာပဲဆရာကြီးရဲ့ပကြီကားတွေကိုစူးစီးပြသခဲ့ပါတယ်။ ရင်းနှီးကျုံးဝင်နေတဲ့မိတ်ဆွေတဦးရဲ့တောင်းဆိုကမ်းလှမ်းချက်ကြောင့် Ryan မြန်မာတီးမစ်ကြော်ညာမှာလည်းပါဝင်တရုပ်ဆောင်ခဲ့မှုပါတယ်။ Myanmar people love I fell in love with it too. ကျွန်မအဖေကမြန်မာလူ။မြန်မာဆိုတော့မြန်မာလက်ဖေးကိုကြိုက်တာပေါ့။ Now ဆရာကြီးဒေါက်တာဦးလွန်းကျွေကလူကြီးယောဂါနဲ့2025ခုနှစ်အော်တိုဘာလ2ရက်မနက်အစောပိုင်းကကွယ်လွန်သွားပါတယ်။ကွယ်လွန်ချိန်မှာသူ့အသက်66နှစ်ရှိပြီဖြစ်ပြီးပကြီနုပညာသက်ကတော့88နှစ်ကျော်ရှိခဲ့ပါတယ်။ မကွယ်လွန်မီရပိုင်းလိုဖြစ်တဲ့စက်တင်ဘာ24ရက်ကဆရာကြီးရဲ့ငွေနေနဲ့အမှုပညာတက်တန်း88နှစ်ပြည့်ပွဲကိုဆရာကြီးရဲ့ Artlight Gallery မှာကျင်းပခဲ့ပါတယ်။ဒါ့အပြင်ငွေနေအထိမ်းအမှတ်ဖြစ် Living with the N90 စလို့အမည်ပေးထားတဲ့ပကြီးပြပွဲကိုလည်းစက်တင်ဘာလ24ရက်ကနေ26ရက်နေ့အထိ Artlight Gallery မှာပဲကျင်းပခဲ့ပါသေးတယ်။ ဆရာကြီးအခုလိုကွယ်လွန်သွားတာဟာမြန်မာပကြီလောကအတွက်ကြီးမားလာတဲ့ဆုံးရှုံးမှုကြီးဖြစ်ကြောင်းချစ်ခင်လေးစားသူတွေယင်းဒီကျွမ်းဝင်သူတွေပကြီလောကသားတွေကမျက်မျောတသစွာနဲ့ပြောဆိုနေကြပါတယ်။ဆရာကြီးဟာပြည်တွင်းသားမကပြည်ပနိုင်ငံများအထိပါသူ့ရဲ့ပကြီပြပွဲပေါင်းများစွာကိုဖြင့်ကျက်ပြသသွားနိုင်သူဖြစ်ပြီးသူ့ပကြီလက်ရာတွေကိုမြန်မာမှာရှိတဲ့မျိုးသားပြရိုက်ပြီး မလေးရှားမျိုးသားပကြီပြခန်းစင်ကာပူအမှုပညာပြတိုက်စတဲ့ပြည်ပနိုင်ငံတွေမှာရှိတဲ့အထင်ကရပကြီအမှုပညာပြခန်းပြတိုက်တွေထဲမှာလဲစုဆောင်းထင်းသိမ်းပြသထားခြင်းခံရသူဖြစ်ပါတယ်